မင်္ဂလာပါကိုခဲစ်တာဖုတ်ဘောရှိုးရီကျိုးတူပါရခင်ဗျာကျွန်တော်ကိုခဲမှာဒီကနေ့ရဲ့ဘောလုံးပြောင်းရွှေ့တဲ့နဲ့ပတ်သက်ပြီးတော့သုံးသက်ဆွေးနွေးမှုလုပ်သွားချင်ပါတယ်ပထမဆုံးကျွန်တော်ဆွေးနွေးချင်တဲ့သတင်းကတော့အာစနယ်အသင်းနဲ့ပတ်သက်တဲ့အပြောင်းရွှေ့သတင်းပဲဖြစ်ပါတယ် Team News and Ticks ကဖော်ပြထားတာပါအာစနယ်နီးပြ အာဒီတာဒီနှစ်နွေရာသီပထမဦးစားပေးတိုက်စစ်ပြစ်မှတ်ကစားသမားအဖြစ် Leipzig အသင်းရဲ့တိုက်စစ်မှုဘန်ဂျမင်ရှက်ရှ်ကိုကိုသတ်မှတ်ထားတယ်လို့သိရပါတယ်။ဆိုတော့ဒီအပိုင်းမှာပေါ်ထွက်ခဲ့တဲ့ Vidal Jorgic Ars နဲ့တည်င်းနေအပေါ်မှာဒီတည်င်းကစန့်ကျင်ဘက်ပေါ်ပြမှုမျိုးဖြစ်သွားတယ်ပေါ့နော်။ဆိုတော့ Ibra တဲ့အနေနဲ့ရောဘန်ဂျမင်ရှက်ရှ်ကိုနဲ့ Vidal Jorgic ဘသူ့ကိုလိုချင်တယ်လဲကောမန်မှာဝင်ရောက်ဆွေးနွေးသုံးသပ်သွားလို့ရပါတယ်။လောလောဆယ်တော့ဒီတိုက်စစ်ကစားသမား၂ယောက်ဘသူကပို့ပြီးရောင်းနိုင်ကြီးရှိလဲ ဘသူကတင့်တော်တယ်လဲဆိုတဲ့အပိုင်းကိုစပြီးတော့ဆွေးနွေးကြည့်ကြပါတယ်။ဗီဒီယိုဂီယက်ကိုတော့ ပို့ပြီးလိုချင်လိမ့်မယ်။အာစနယ်ပရိသတ်တွေမှာမဟုတ်ဘူး။ဘောလုံးပရိသတ်တော်တော်များများဗီဒယောဂီယက်ကိုကြိုက်တယ်။စွမ်းဆောင်ရည်ပိုင်းအသက်အရွယ်ပိုင်းက prime မှာရောက်နေတဲ့တိုက်စစ်ကစားသမားလက်ရှိအထောင်တိုက်စစ်မှုတွေထဲမှာဒီနှစ်ဘောလုံးရာသီအတွက်ကမ္ဘာအကောင်ဆုံးတိုက်စစ်မှုလို့တောင်ပြောလို့ရတယ်။အဲ့လိုတိုက်စစ်မှုတစ်ယောက်ကိုပေါင်တန်း60ဝန်းကျင်ပမာဏလောက်နဲ့ရမယ့်အခွင့်အရေးကိုတော့အသင်းပရိသတ်တိုင်းဟိုဖြစ်စေခြင်းမှာပဲ။ Now Vidyogesh ကိုခေါ်ယူနိုင်တဲ့ club တင်းတွေက limit ဖြစ်တယ်ဗျ။ကြိုက်တာကတော့ အတင်းတိုင်းဒီပါကြိုက်တယ်နော်တိုးတော့ဒီလိုမျိုး crucial player တယောက်ကိုခေါ်မယ်ဆိုရင် club တင်းနေသည်အာမခံချက်ကြီးကြီးမားမားပေးဖို့လိုတယ်မင်းကိုပွဲတော်ခွင့်တနေရာပွဲအနည်းဆုံးဘယ်လောက်ထိကစားခွင့်ပေးပါမယ်ဒီလိုအချက်လက်တွေနဲ့ပြန်ပြီးတော့ချိန်ဆကြည့်လိုက်မယ်ဆိုရင်ကျွန်တော်ခုနကပြောသလိုအသင်းတွေက limit ဖြစ်သွားတယ် Real Madrid ပြ Vitor Jokic ကိုခေါ်ချင်မှာပေါ့ဒါပေမဲ့သူတို့တိုက်စစ်ပိုင်းမှာတဲ့ကမ္ဘာအကောင်ဆုံးအစုအဖွဲ့ကိုဖြည့်ရှင်းဖို့အတွက်အပြေရှာမရသေးတဲ့အချိန်မှာ Jokic ကိုခေါ်ပြီးတော့ ထပ်အလုံးရှုပ်ခံမယ်လို့မထင်ဘူး။မန်စီးတီအာလင်ဟာလန်ရှိနေတယ်။ဂူတကူထဲမှာချင်းသေးနှစ်ကောင်မအောင်ဆိုသလိုမျိုးဗီဒယောဂက်ရှ်နဲ့အာလင်ဟာလန်ကိုစင်ပြိုင်အနေနဲ့ ားလို့မရအောင်ဒါကကျွန်တော် video yogesh နဲ့ပတ်သက်ပြီး arsenal အသေးမဲ့ဖြစ်ဖြစ်ဘယ်အသေးမဲ့ဖြစ်ဖြစ်ဖြစ်နိုင်ချေရှိတဲ့အခြေအနေတွေကိုသုံးသပ်ပေးခဲ့တာပါ okay အဲ့တော့ကျွန်တော်တစ်ဖက်က benjamin sheshko sheshko ကတော့ arsenal အသင်းကြီးပြ arteta သဘောပူကြကျင်စရာကောင်းတဲ့အချက်လက်တွေရှိတယ်သူက video yogesh stanley ရောက်ဖို့လိုနေသေးတယ်လို့ lian dilap ထက်လည်းကောင်းတယ်အဲ့တော့ dilap နဲ့ video yogesh ဂျားထဲမှာရှိနေတဲ့အဆင့်တန်းမျိုးသည် benjamin sheshko ပဲဒါပေမဲ့ video yogesh ထက်ပိုပြီးတော့ရွေးချယ်ကျင်စရာ ရာကောင်းတဲ့အချက်တီသူ့ရဲ့အသက်အရွယ်ဖြစ်ပါတ အသက်ငငယ်လေးရှိသေးတယ်20ဆွဆွန်းကစားသမားတယောက်အဖို့ video yogesh တို့ level ဖြစ်လာနိုင်သေးတယ်ဗျာအာဒေတာကလည်းလူငယ်လူရဲ့ကစားသမားတွေနဲ့ရှစ်ဆက်နေတဲ့အတွက်ကြောင့် Benjamin Shashko ပို့ပြီးတော့သဘောကျဟန်ရှိတယ်ကျွန်တော်မြင်ရတဲ့သတင်းတွေထဲမှာလည်း Arsenal ဖလားရခြင်းမရခြင်းကတော့ဒါတပိုင်းများကျွန်တော်တို့လည်းဘာမှချက်မှမပေးခြင်းဘူးသို့တော့ကစားသမားတွေပြောင်းကျင်နေတယ်ဆိုတော့သတင်းမျိုးတွေကခက်စစ်စိတ်ထွက်လာတယ်ဗျာ yogesh လည်းပြောင်းကျင်နေတယ်ဆိုတော့သတင်းမျိုးတွေကြားရတယ်ဒီဘောလုံးရသည်မတိုင်ခင်တော့ကလည်း ်ဘင်ဂျမင်ရှက်ကိုကအာဆနယ်ကိုရောက်ပြီဆိုတဲ့သတင်းမျိုးတွေထိကိုကြားခဲ့ရတာမျိုးလုံးထဲမှာမြင်သာအောင်ပြောမယ်ဆိုရင်ဘင်ဂျမင်ရှက်ကိုကအာဆနယ်ရဲ့အချစ်ဦးပဲဗျာအဓိကအာဆနယ်အတင်းတိုက်စစ်ပြစ်မှတ်မှာဦးဆောင်မဲ့ကစားသမားအဖြစ်နဂိုဂရက်ကတတ်မှတ်ပြီးသားဗီဒီယိုဂက်ရှ်ကနောက်မှသတင်းထွက်တာဗီဒီယိုဂက်ရှ်ရောက်နိုင်ခြင်းရှိမရှိဘာညာတော့ဟိုဆက်လက်စောင့်ကြည့်ရမယ်ဆိုပေမဲ့ဘင်ဂျမင်ရှက်ကိုကတော်တော်လေးသိကြတယ်အဲ့တော့ live စမှာသူအကြောင်းမျိုးနဲ့စာချုပ်တံတန်းတိုးခဲ့တယ်သူပေမဲ့ပြင်လွယ်ပြောင်းလွယ်တခြားအသင်းကိုပြောင်းရွှေ့ခွင့်ရတဲ့အခြေအနေမျိုး ဖြစ်အောင်စာချုပ်တရက်ထည့်သွင်းချုပ်ဆိုခဲ့တာဖြစ်ပါတယ်ဆိုတော့ Arsenal insider.com ရဲ့ဖော်ပြချက်အရဒီစာချုပ်ပါအချက်လဲရအရင်တော့ Arsenal က Benjamin Sesh ကို Euro တန်း80ပေါင်တန်း60ဝင်းကျင်ပမာဏလောက်ပဲပေးရမယ်တိုက်စစ်မှုနေရာတော့ဈေးကတိတ်မကွာအောင်တူတူပဲသို့တော့စွမ်းဆောင်ရည်ပိုင်းဆိုင်ရာအချက်လက်စာချုပ်အရ Benjamin Sesh ရဲ့တန်ကြီးကဒီ မက်လာနောက်ပိုင်းမှာအနည်းငယ်ခုန်တက်သွားတယ်အများကြီးတော့မဟုတ်ပါဘူးယူရိုတန်း80ပေါင်68တန်းပေါ့နော်ပေါင်ကတော့10တန်းလောက်တက်သွားတယ်ယူရိုကတော့10တန်းလောက်တက်သွားတယ်အဲ့ဒါကြောင့်အာစတန်အနေနဲ့ဗီဒီယိုကီစတက်ကိုပို့ပြီးရှက်စကိုကိုလိုချင်ရင်ဈေးကြီးပေးခေါ်ရပါလိမ့်မယ် ကျွန်တော်ဘယ်ကစားသမားရောက်နိုင်ခြင်းရှိတယ်မရှိတယ်တက်ဆိုင်ဖြစ်နိုင်ခြင်းရှိတဲ့အခြေအနေလေးတွေကိုဆွေးနွေးပေးခဲ့တာပါအာဆနယ်ပရိသတ်တွေရဲ့အမြင်လေးတွေလည်းဝင်ရောက်ဆွေးနွေးပေးသွားကြပါအောင်ခင်ဗျကျွန်တော်ရဲ့အခုဗီဒီယိုကိုကုညီပတ်မှုထားတဲ့ football game မှာ football game မှာ one expert ကိုလည်းကစားလို့ရပါပြီ promo code ဖြစ်တဲ့ FPK အကြီးဆုံးလုံး93လုံးကိုရိုက်ထည့်ပြီးတော့ကစားပေးပါခင်ဗျဒီတက်ပို့ပြီးတော့အသေးသေးသိကျင်နေဆိုရင်တော့ဘာမှမကို66 133လုံး33လုံးမှာဆက်သွယ်ဆုံးသက်မိမြန်လို့ရပါတယ်ကဲဒီတစ်ခါတော့ကျွန်တော် Manchester United နဲ့ တ်သက်တဲ့သတင်းတစ်ပုဒ်ကိုဆွေးနွေးကြပါတယ်။ဖော်ပြထားတဲ့သတင်းထဏာကတော့ Guardian ကဖြစ်ပါတယ်။ Manchester United နီးပြ Ruben Amorim ကနွေရာသီအပြောင်းအရွှေ့အသုံးစရိတ်အတွက်ပေါင်သန်း100အောက်သာရရှိမယ်လို့သိရပါတယ်ခင်ဗျ။ဖြစ်နိုင်တာပေါ့။ဘာကြောင့်လဲဆိုတော့ United အသင်းတို့အဓိကဆုံးရှုံးနစ်နာစီခဲ့တဲ့ point ဒီ Euro Pali မှာရှုံးနိမ့်ခဲ့မှုဖြစ်ပါတယ်အဲ့တော့ Euro Pali final ဘယ်လောက်ထိ United အတွက် အရေးကြီးသလဲဒီ final မှာသာဘိုဆွဲခဲ့မယ်ဆိုရင်နောက်လာမယ့်ဘောလုံးရာသီတွေမှာလည်းအခွင့်အလမ်းတွေအများကြီးပွင့်သွားလိမ့်မယ်ပရိသတ်တွေစိတ်ပြတ်တာလည်းမပြောနဲ့လေဗျာတကယ်ကို big chance လုံးဝ do or die ဗျာတလား လိုတေမြေကြီးရှင်ရွှေထီးမှာမှာရှင်တဲ့အခါကျရဲ့လုံးဝမင်းလောင်မင်းလောင်တော်မို့ဘယင်ကြီးဖြစ်မဲ့အကွက်မျိုးဒါပုတ်ချခံလိုက်ရတာအဲ့အတွက်ကြောင့်တချို့သောဆုံရှုံနစ်နာမှုတွေပါအများကြီးရှိလာတယ်ကျွန်တော်တို့ကြားထားတဲ့စီးပွားရေးနဲ့ပတ်သက်တဲ့သတင်းတွေထဲမှာဆိုရင်ဂလေသာတို့စာဂျင်ရက်ကလစ်တို့ရဲ့ငွေကြေးဆုံရှုံမှုတွေအများကြီးရှိတယ်အသင်းကစားသမားတွေကိုထုတ်ရောင်းရမယ့်အခြေအနေတွေရှိလာတယ်အခုလဲပေါင်တန်း100အောက်ရွန်နေတဲ့ နော် transfer fees ပဲပေးမယ်ဆိုတာလည်းဖြစ်နိုင်တယ်အခု Matthias Cunha ကိုခေါ်ဖို့အနည်းဆုံးအခြေအနေဖြစ်သွားပြီဗျာပေါင်62.5တန်းခေါ်လိုက်တယ်ပဲထားပါတော့ Ruben Amorim မှာ300ပေါင်38တန်းလောက်ပဲရှိတော့တယ်အဲ့တော့ဒီပေါင်38တန်းကိုကာမိအောင်အသင်းရဲ့ကစားသမားတွေကိုရောင်းထုတ်ရဖို့ရှိတယ်တချို့ကစားသမားတွေကိုစာချုပ်ဖြတ်သိမ်းရဖို့ရှိတယ်ဒီလိုမှဝင်ငွေတွေထပ်ထွက်လာမှာပါ မြင်တောင်ပြောမယ်ဆိုရင်တော့ Amorim ရဲ့ငွေကြေးသုံးစွဲမှု limit ပမာဏသည် ေါင်သန်းတရာအောက်ပဲ။ကျန်တဲ့ငွေကြေးသုံးစွဲမှုတွေလုံးလို့မရအောင်မဟုတ်ရတယ်။အမေအဲ့ဒီငွေကြေးသုံးစွဲမှုတွေလုံးချင်တယ်ဆိုရင်တော့အတင်းမှာရှိတဲ့ကစားသမားတွေကိုရောင်းပြီးငွေရှာဆိုတဲ့သဘောမျိုးဖြစ်ပါတယ်။ဆိုတော့ဒီ United သတင်းနဲ့ပတ်သက်ပြီးအနည်းချောရမယ်ဆိုရင်ကျွန်တော်အများနဲ့ပြောနေကြစကားလို့ပေါ့။အချောင်းရှိလို့အကျိုးဖြစ်တာဗျ။ဒီတိုင်းအကျိုးဖြစ်လာတာမဟုတ်ဘူး။ကိုကန်ဂျမာကိုဖန်တီးတာပါ။အတင်းပြိတ်သက်တိုင်းကတော့အတင်းကိုချစ်မြတ်နိုးတဲ့စိတ်နဲ့ကောင်းစီဂျင်ကြပေမဲ့ ကိုကန်ဂျမာကိုဖန်တီးခွင့်ရပါလျက်နဲ့တလွဲတဖုံလုတ်တယ်ဆိုရင်တော့အခုလိုမျိုးအဖြစ်ဆိုးမျိုးကြုံတွေ့ရမှာဖြစ်ပါကြောင်းသုံးသက်ဆွေးနွေးတဲ့ဗီဒီယိုလေးတွေမှာနားခွင့်ပြပါခင်ဗျာအဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်